နိုင်ငံတကာဘောလုံးသမိုင်းနဲ့စီးရင်အင်အဖွဲ့ IFF HS ကထုတ်ပြန်တဲ့သမိုင်းတက်လျှောက်ထာဝရအကောင်ဆုံးဘောလုံးသမား10ဦးစီးရင်မှာစီရိုနေတိုကိုအဆင့်၄နေရာမှာသတ်မှတ်ခဲ့တဲ့အတွက်အငင်းပွားမှုတွေရှိနေရလို့သိရပါဗျ။ IFF HS ကထုတ်ပြန်ခဲ့တဲ့ထာဝရအကောင်ဆုံးကစားသမား10ဦးစီးရင်မှာအာဂျင်တီးနားတိုက်စင်မှုမက်ဆီကထိပ်ဆုံးနံပါတ်1နေရာမှာရပ်တည်ခဲ့ပြီးဘရာဇီးကန်နဝင်ပီလီကဒုတိယအာဂျင်တီးနားကန်နဝင်မာရာဒိုနာကတတိယ စီရိုနေတိုကစရုပ်ထနေရာမှာရက်တည်ခဲ့တာဖြစ်ပါတယ်။၎င်းတို့ရဲ့နောက်မှာနယ်သာလန်ကယိုဟန်ခရိုက်ဘရာဇီးကရော်နယ်ဒိုပြင်သစ်ကဇီဒန်ဂျာမနီကဘက်ကင်ဘာဝါအာဂျင်တီးနားကဒီစတီဖာနို ရာဇီးကရော်နယ်ဒင်ဟိုတို့အစဉ်လိုက်ရက်တည်ခဲ့ပါတယ်။မက်ဆီဟာကစားသမားဘဝတစ်လျှောက်စုဖလား46ခုရယူနိုင်ခဲ့တဲ့အပြင်ကမ္ဘာအကောင်းဆုံးဘောလုံးသမားဆုအဖြစ်သတ်မှတ်ထားတဲ့ဘလွန်ဒီယောဆုကို၈ချိန်အထိအကောင်းဆုံးရရှိခဲ့သူဖြစ်တာကြောင့်ထာဝရအကောင်းဆုံးဘောလုံးသမားအဖြစ်သတ်မှတ်တာကိုသဘောမတူသူအနေနဲ့သာရှိပေမဲ့စီရိုနယ်ဒိုကိုအဆင့်၄နေရာသာသတ်မှတ်တာကိုတော့ဝေဖန်မှုများစွာရှိခဲ့တယ်လို့သိရပါတယ်။ ဆီရိုနယ်ဒိုဟာလက်ရှိအချိန်ထိကမ္ဘာဖလားချန်ပီယံဆုရယူနိုင်ခြင်းမရှိသေးပေမဲ့ပေါ်တူဂီအသင်းနဲ့ယူရိုချန်ပီယံဆုရယူနိုင်ခဲ့သလိုမန်ယူရီရဲ့ဂျူဗင်တက်စ်အသင်းတို့နဲ့အတူဆုဖလားများစွာရယူနိုင်ခဲ့သူဖြစ်ပါတယ်။ဒါပြင်ဘောလုံးလောကရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရက်တည်နေခြင်းနဲ့ဘလွန်တီယောဆုကို၅ချိန်ရရှိခဲ့သူဖြစ်တာကြောင့်ပီလီနဲ့မာရာဒိုနာတို့ရဲ့အထက်မှာသတ်မှတ်ခံရသင့်တယ်လို့ထောက်ပြမှုတွေရှိခဲ့ပါတယ်။